မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဆက်လန်းလေးကတော့စာရေးသူမကွေးညိုစိန်ရေးသားတာတွေလူမကြီးဆိုင်းစရာတင်ဆိုးကိုဓာတ်နဲ့ထိုးခဲ့တဲ့ရဟတ်မြတ်ရွာက12နှစ်သားကလေးလူမိုင်းမောင်ဖေငယ်လို့အမိရည်ရဲ့ဇလန်းလေးရဲ့အစအဆုံးကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမတင်ဆက်ခင်မှာလည်း ကျွန်တော် channel လေးကိုလိုက်ရန် subscribe လုပ်ထားပြီးတော့ဗေးသားက notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ဖို့အားလုံးကိုတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ချာဟေးချာကွာအဲ့ဒီညီကိုမလွတ်စေနဲ့ဒီကောင်လေးညီကိုလူဘောင်းဝင်နေတာချပြီကွာမကွေးတိုင်းပွင့်ဖြူမြို့နေပွင့်ဖြူမြို့အလေလမ်းဆုံးလျက်စေယုံရှိမှာဖြစ်ပါတယ်ပွင့်ဖြူမြို့လျက်စေယုံနေရဲစခန်းမှာတော့ တတိုင်းသုံးထိုင်သားလျင်ချားပါတယ်။ရံပွဲမှာလည်းအကြီးအကျယ်ဖြစ်လို့နေပါတယ်။၅ယောက်နဲ့၂ယောက်အရက်ဆိုင်ထဲမှာအရက်တောက်နေကြရမှာ စကားပြောမှားချပြီးတော့ရံဖြေးကြခြင်းဖြစ်ပါတယ်။ညကို၂ယောက်မှာတော့စိုက်စရာဥတည်ဆိုနေသူ့ညီတင်မိုးတို့ဖြစ်ကြပြီးတော့ကြံ၅ယောက်မှာကွင်းဖြူမျိုးနဲ့အတွင်းမှာလောင်းကစားတိုင်းများဖြစ်ကြတယ်။လှထူး၊လှဦး၊ခွေးသူ၊မြောင်ညွန့်နဲ့ဆန်လင်းတို့ဖြစ်ပါတယ်။၎င်း၅ယောက်မှာ ဝင့်ဖြူဆလင်းလေကိုင်းကျောင်းတော်ရနှင့်စတူမျိုးနယ်အတွင်းမှကျင်းပါသည့်ဖျားပွဲမှန်သမျှကိုတောင်ယူလောက်ကင်ချသူများဖြစ်ပြီးတော့၄ကောင်ချင်း၆ကောင်ကြက်ပွဲဗောလီဘောပွဲကြေးရဘောလုံးပွဲနှင့်နွားအပြေးပြိုင်ပွဲများကျင်းပါပြီးတော့လောင်ကစားထိုင်များလောက်ကင်စားတောင့်နေတဲ့လူမိုင်းခေါင်းဆောင်များဖြစ်ကြပါသည်ကိုတင်ဆိုးမှာတော့စိန်တရဖူးဇပွဲမှာခေါင်းဆောင်ဆိုင်းဆရာဖြစ်ပြီးတော့အထက်ပါလူမိုင်းများလုံးသမျှပွဲတိုင်းမှာ စိန်တရာဖူဇက်ကိုငှားရီကလျာ၎င်းတို့ခွန်းရောက်မှာတော့ပြောမနာဆိုမနာတွေတငယ်ချင်းအပေါင်းအသင်းများဖြစ်ကြတော့လေယခုအချိန်မှာတော့ညီတို့တော့အကြောင်းကြောင်မသိပါဓာတပြက်ဒုတ်တပြက်သူသေးငါသေးချနေကြပါပြီစိုင်းဆရာတင်ဆိုရဲ့ညီတင်မိုးဆိုသူကလည်းခေတူမဟုတ်ပါပွင့်ဖြူမျိုးနဲ့တဝိုက်မှာလူမိုက်တယောက်ဖြစ်ပါလေလက်ဖေးဆိုင်တစ်ဆိုင်မှာ၎င်းအရက်ဆိုင်တစ်ဆိုင်မှာ၎င်းတောက်စားနေရင်ကဘာရန်ညှိုးမြမရှိပါဘဲနဲ့ ၎င်းအားဆက်စစ်သွားကြည့်မိပါကဘာကြည့်တာလဲခြားကျင်လို့လားမိုက်လို့လားလို့မေးပြီးတော့ခါးချားမှအမြဲဆောင်ထားတဲ့ဓာမြောင်ဖြစ်ဘာမပြောညာမပြောနဲ့ထိုးသက်သူဖြစ်ပါလေပေမိုးအတွက်တော့လူတယောက်အသက်သက်ဖို့ဆိုတာမခရင်ပါထောင်ကြပေါင်းလဲများခဲ့ပြီးတော့ပင်ဆိုးနဲ့တင်မိုးရီဆိုလျင်ပွင့်ဖြူမျိုးနဲ့အတွင်းမှာဖပိန်တော်အောင်ကြောက်ကြရသူများဖြစ်ကြပါသည်ယခုတော့သူတို့ခုနှစ်ယောက်ဘိုးလူကြပါပြီ၅ယောက်ကတော့ ကြံရိုးများဖြင့်တင်ဆိုးတို့ကိုရိုက်ပါတဲ့တင်ဆိုးတို့ညီအကိုကလည်းကြံရိုးများကိုဖမ်းပြီးတော့လက်သီးဖြင့်ထိုးပါတယ်ဗီဒီယိုစာချန်ကားတကားကြီးဟာတလို့အလွန်ပင်ကြည်ကောင်းတာကြောင့်လူအများဝိုင်းအောင်ကြည်ပါတယ်မိသားများရဲများလည်းရောက်လာကြပါပြီဟေ့တင်ဆိုးတယ်ကွာမှတ်ထားမိုက်တဲ့ကောင်ထွက်ခဲ့စမ်းတွေ့ချင်တဲ့ကောင်ထွက်ခဲ့စမ်းလူသေးလောင်းတလောင်းပေါ်မှာမတ်တက်ရက်ပြီးတော့ညာလမ်းမသွေးများတစက်ဆက်ကြာနေတဲ့ တမ်းမြောင်ကိုကင်ကရက်လျက်အော့နေပါတယ်လူမိုင်လေးယောက်မှာသူတို့လူဓာတ်ထုတ်ခံရ၍ဖတ်ပြေးသွားကြပါတယ်တေဆုံသွားသူမှာတော့ဆန်လင်းဖြစ်ပါတယ်တင်ဆိုးညီတင်မိုးကလူသေးလောင်းပေါ်မှာရက်ပြီးတော့အယူတယောက်လိုအော့နေတဲ့အကိုဖြစ်သူတင်ဆိုးရဲ့အနားမှာရက်လုံနေပါတယ်ဟေ့တင်ဆိုးမင်းလက်ထက်ကဓမြောင်ချလိုက်စမ်းမချရင်မင်းကိုငါပြစ်တတ်လိုက်မယ်ပွင့်ဖြူနေတဲ့ သူလုံချုံရင်မှုကိုစော်စော်က၆လုံးမျိုးဖြစ်ချိန်ပြီးတော့ပြောလိုက်ပါလေ။ဆိုင်းဆရာကိုတင်ဆိုးနဲ့ညီဖြစ်သူတင်မိုးတို့ကအေးဆေးဆေးအဖမ်းခံလိုက်ကြပါလေ။ကိုစော်စော်သည်ကိုတင်ဆိုးတို့ညီကိုနှစ်ယောက်အားစကမ်းသူဖမ်းသွားပါလေ။တေဆုံးသူဆန်လင်းရဲ့အလောင်းကိုတော့ရဲတော်ဤလုံထုံးလုံးနေတဲ့အတိုင်းဓာတ်ပုံရိုက်ချင်းတေဆုံးနေပုံကိုမြေပြုခဲ့ဖြစ်လဲကြနေတဲ့ပုံသဏ္ဍာန်တိုင်းရေးဆွဲထားပြီးတော့စေးစာရေးကစေးုံသူပို့လိုက်ပါတော့တယ် ကိုညိုစိတ်ကြီးဒုက္ခတော့ရောက်ပြီဗျဗျာဘာဖြစ်လာပြန်တာလဲကိုထုံးဝေခမားဆိုင်စရာကိုတင်ဆိုလူသားမှုနဲ့အဖမ်းခံရပြီဗျာကိုတင်ဆိုလူတက်လိုက်တယ်ဟုတ်တယ်ဈေးတော်မထိနိုင်နဲ့ဟိုလူမိုက်၅ယောက်နဲ့ဖြစ်တာလူမိုက်ခေါင်းဆောင်ဆန်လင်းကိုတက်လိုက်တယ်ဒီမြတ်စွာဘုရားဒုက္ခတော့လှလှကြီးတွေ့ပါပေါ့လား ။အော်လူတွေလူတွေလူလို့ခေါ်ဆိုတဲ့ခြေတော်နှချောင်းလက်နက်ဖက်နဲ့ပခုံးတစ်ခုကြားခေါင်းပေါက်တဲ့လူတွေသူများအပူထက်ကိုယ့်အပူကိုပဲပူတယ်လို့ထင်တဲ့လူတွေလူသားမှုနဲ့ထောင်ကြမလား။သေစားသေးစီအဖြစ်ခံရမလားလို့မတိရသေးတဲ့ကိုတင်ဆိုးကိုမပူပဲနဲ့မနှက်ပြန်ဆလင်းမျိုးအနောက်ဘက်စေတုတ်တရားတို့သွားတဲ့ကာလန်ဘေးလက်ရဘက်ဆလင်းမျိုးနဲ့ဆက်နှမိုင်းကွာဆလင်းချောင်းအနီးဒါးများအမြည်ရှိရွာမှာစူပေါင်းရှင်ဖြူအလှူဝဲမှာ ကျွန်တော်ဤစိန်တရဖူဇဲဖွဲ့ကတွားရောက်ကားပြရမည်ဖြစ်ပါသည်ကျွန်တော်ဤဇက်မှာယခုလူတက်ခဲ့တဲ့ကိုတင်ဆိုးကခေါင်းဆောင်ဆိုင်ဆရာပါ သူမပါလျင်စိုက်တီးမဲ့သူ မရှိပါ ကျွန်တော်ဒုက္ခလှလှကြီးတွေ့ရကြည်ပြီးဖြစ်ပါသည်ကိုတင်ဆိုးကတော့ထိုရွာကကြိုက်ရင်ငှာချင်းဖြစ်ပါသည်ကိုတင်ဆိုးသည်သူစိုက်တီးနေချိန်မှာအရပလင်းကိုအဆက်မပြတ်ထောင်းပေးထားပါကဆိုင်းကိုမိုးအလင်းတီးသူဖြစ်ပါသည် ။ယခုလာရောက်သတင်းပေးသူဖုံးဝေဆိုသူကတော့ပွင့်ပြူမြို့နယ်လျှက်စစ်ဌာနမှာအကြီးဆုံးတာဝန်ခံအရာရှိဖြစ်ပါသည့်ကိုထုံးဝင်းနဲ့ကျွန်တော်ကငယ်ပေါင်းကြီးပေါ့များဖြစ်ပါသည့်မကွေအားထက်ကတည်းကကျောင်းမှာကျောင်းနေဘက်တငယ်ချင်းလည်းဖြစ်ပါသည့်ကျောင်းမှာကာပွဲပြုလို့လျင်သူနဲ့ကျွန်တော်ကပြားဆက်ရေးပြိုင်ကြပြီးတော့သူကပြားဆက်တထုံကျွန်တော်ကပြားဆက်တထုံရေးပြီးတော့ကိုတိုင်းမင်းသားလှုပ်ပြီးတော့ကကြပါသည့်ကျောင်းကြီးမှာလေဆရာဦးညံလင်းဖြစ်ပါသည့် အဆိုအကအလုံးဝါသနာပပါတယ်ဘောလုံးကရမှလည်းတိုင်းမြင့်ပြည်နယ်ပပါတယ်သဘောကောင်းပြီတော့ကျွန်တော်တို့ကိုချစ်ပါတယ်ကျွန်တော်ဤဇနီးအမအစိန်ဒီထိုစဉ်ကကျွန်တော်တို့နှစ်ယောက်ရေးတဲ့ပြဆက်များမှာမင်းသမီးလောက်ပါတယ်ပြဆက်မှာတထုပ်ပြီးမှတထုပ်ကရာလီယာနှစ်ထုပ်လုံးကိုတော့အမအစိန်ကမင်းသမီးလောက်ပါတယ်အမအစိန်ထုံးဝင်နေကျွန်တော်တို့မှာတဝူတုံစင်းမောင်းထမအချင်းကဲသူချစ်ကြခင်ကြပါတယ်အမအစိန်ဒီတချင်းဆိုလေကောင်းပါတယ် စလဲတော်ပါလေသူဤမိခင် ဖခင်တို့မှာမကွေးမြို့မှာဦးစောမောင်တော်ဤတောင်ရွှေပရင်ပန်းရှင်ဆိုလင်တော့မတိသူရှားပါလေအတော်ချမ်းသာတဲ့မိသားစုလည်းဖြစ်ပါလေအမားစိန်ဒီចောင်းစာတော်ပါလေခုနှစ်တန်းမှ၉တန်းထိစကောလာရှိရရှိပြီးတော့အစိုးရထောက်ခံခြင်းဖြင့်ကြောင်းတက်နေသူလည်းဖြစ်ပါလေတနေ့မှာတော့ထိုးဝင်နေအမားစိန်တို့သမီးစားဖြစ်သွားကြပြီးချစ်သူများဖြစ်သွားကြပြီဟုတည်တော်အခါမှာ ကျွန်တော်ကအမားဆိုင်ကို ချင်းမိနေမှန်းသိရှိသွားပါလေ။သွားအတူလာအတူကျောင်းတက်လဲအတူ၃ယောက်သာအတူတူတက်နေရာဤတို့လင်းချစ်မရချစ်ရီးစားချစ်ချင်းနေမှန်းကျွန်တော်မသိပါချစ်တော်ချစ်ပါလေဘလို့ချစ်တည်ကျွန်တော်မသိပါထုံးဝင်နေအမားဆိုင်ချင်းနေပြီဆိုတော့ကျွန်တော်မနာလို့ဖြစ်ရပါပြီ။ဒီကောင် လူဘာဝလို့ငါ့အပေါ်ဒီလိုလုံးလို့ဘယ်ရမလဲဟု မခံချင်စိတ်ဖြစ်မိပါလေ။ပြားဆက်ခါပြီးသွားတော့အခါမှာအမားဆိုင်ငါနဲ့လိုက်ခဲ့ဟုပြောပြီးတော့ ကျွန်တော်မိဘများရှိရာနမောင်မျိုးတို့ခေါ်သွားပါလေထိုစဉ်ကကျွန်တော်၏ဖေလူစိုးထိန်မောင်ကြီးသည် နမောင်မျိုး၏ဌာနအုပ်ဖြစ်ပါလေတငယ်ချင်းက ခေါ်တာကြောင့်အမဆိုင်မှာဘုံမတိဘာမတိလိုက်ပါလာပါလေနမောင်မျိုးတို့ရောက်တော့အခါမှာတော့အဖေနဲ့မီကျွန်တော်မိမခိုးလာပြီထိုတို့ပြောပြီးတော့အမဆိုင်ကိုအဖေတို့ထံထိုးအပ်ခဲ့ပြီး ကျွန်တော်ကတော့မကွေးเจ้าမှအเจ้าပြန်တက်ခဲ့ပါလေဟကောင်ထိုးဝေး မင်းကြီးစားကိုငါခိုးသွားပြီငါဖေးစီအခဲ့တယ်ထို့သို့ထုံးဝေကိုပြောရာထုံးဝေတတော်ကလေးစိတ်ဆိုးခဲ့တော်လေညီအကိုမောင်နှမလို့ချက်ကြလေရာအပြစ်မတင်ချစ်ခင်စွာဖြင့်သုံးယောက်ဆက်လက်ပေါင်းသင်ခဲ့ပါသည်တန်ရောင်းစဉ်ကျိုးမှမမြင်ရတော်လေအလွန်ခိုင်မြဲတဲ့ကျိုးဖြစ်ပါသည်ထုံးဝေသည်လျှက်စစ်အရာရှိကြီးဖြစ်နေပါတော်လေကျွန်တော်စားထောင်သောအခါမှာတော့ပြားစက်များရေးသားပြီးတော့ကျွန်တော်ဤဇက်မှာသူ့ကိုယ်တိုင်ဝင်ကနေပါသည် အစိုးရအရာရှိဖြစ်တော်လေညမှာကျွန်တော်ဤဇက်၌ညာတွင်ချင်းကပြီးတော့ညာတွင်ချင်းပဲဝင့်ဖြူတို့ပြန်ကရုံးအလုံးဆက်ပြီးတော့လှုပ်ပါလေကျွန်တော်ဤဇက်ကလေဝိုးဝေးသွားမကရပါဝင့်ဖြူမျိုးပဝန်းကျင် နေချင်းပြန်၍ရာသောနေရာများဖြစ်၍ကျွန်တော်တို့အသုံးရောက်မှာငငယ်လေးကလိုပင်နေကြထိုင်ကြပါလေယခုအချိန်မှာတော့ကျွန်တော်ဇက်ကမနှက်ဖြန်ထွက်ရမည်ဖြစ်ရာဆိုင်းစရာမပါလို့မဖြစ်ပါထို့ကြောင့်ပူပင်ចောင်းကြများဖြစ်ကျွန်တော်ထံလာရောက်သတင်းပေးခြင်းဖြစ်ပါသည် ကင်ထုံးဝေလာမယ်ဘေးကတော့ပြည့်တွေ့တာပဲကောင်းနေရှင်တို့နှစ်ယောက်ဝင်းဖြူတရားသူကြီးဒေါ်သူစားစီတွားပြီးတော့ကိုတင်ဆိုးကိုအာမခံပြီးတော့ထုတ်ခဲ့ကြထို့သောကျွန်တော်ဇနီးကပြောပါတယ်အေးဟုတ်တယ်အမစိနင်ပြောမှငါသတိရတယ်ထုံးဝေကအာရဝမ်းတာပြောပါတယ်အောင်းမလီဟုတ်လိုက်ကြတယ်မပြောသေးအခွန်နှာတလောက်လွယ်တယ်များမှတ်သလားဗျမသိမချင်းမှတ်တာလူတတ်မှုမှာဘယ်တော့မှအာမခံမပေးဘူး ျွန်တော်ကစိတ်ပြလက်ပြပြောမိပါတယ်ဘယ်တော့မှမပေးပါနဲ့အခုပေးရမှာပေါ့ထုံးဝေကပြောပါတယ်ဒါနဲ့နေစမ်းပါဦးမင်းကတရားသူကြီးနဲ့ခင်းလို့လားကျွန်တော်ကထုံးဝေကို ပြောမိပါတယ်ဟုတ်ကောသူ့ဝိန်ကိုငါကမီတာချပေးထားတဲ့အပြင်သသိန်းဘိုးတော်မီးတွေအလကားတက်ပေးပြီးတော့စင်ပေးထားတာကွာလာမင်းငါနဲ့လိုက်ခဲ့ဟိုရောက်ရင်မင်းကိုမိတ်ဆက်ပေးမယ်မင်းရဲ့ထောက်လိုင်းကလည်းယူခဲ့ ထိုစဉ်ကကျွန်တော်ဒီမကွေးမြို့နယ်စစ်ချုပ်သားမဥက္ကဋ္ဌစာပေနှင့်စာနယ်ဇင်းဥက္ကဋ္ဌဖြင့်တာဝန်ယူနေသည့်အချိန်ဖြစ်သည့်အပြင်မောင်နှမစာပေနှင့်ကြားကောင်းကားကိတ်မှုလည်းလုပ်နေခြင်းဖြစ်ပါသည်ဝိဖြူမြို့နယ်လျှက်စင်မှုနှင့်ထောက်လိုင်းရေးတာဝန်ခံနှစ်ယောက်တို့သွားပြီးတော့ကိုတင်ဆိုးအားဤဖျားပွဲအပြီးမှာဆက်ဆက်ပြန်ပို့ပါမည်ဟုတာဝန်ခံခဲ့ရာ၎င်းဝိဖြူတရားသူကြီးဥက္ကဋ္ဌဒေါ်သူစာသည်သူ၏အမိဖြစ်ပြီး ကိုတင်ဆိုးအားအာမခံပြီးတော့နှစ်ရက်လွတ်လိုက်လေးပါတော့တယ်။တဟတ်မြန်ရွာသူကျွန်တော်တို့ဇက်ကနနက်9နာရီမှာရောက်ပါတယ်။အလူမန်းတထဲမှာဆိုင်းစင်ပြီးတော့တီးအားခလေးများတီးပြောမရဆိုမရအလူမန်းတထဲမှာဆော့လို့နေကြပါတယ်။အဆိုးဆုံးခလေးမှာတော့အလူချင်းဦးလာဒေါ်စိန်တုတ်တို့ဤတဦးသီးတော့တာစနေနေ့သားအရွယ်မောင်ဖေးငယ်ဖြစ်ပါတယ်အသက်40ကျော်မှကံပေါ်ပြီးတော့ရလာတဲ့မောင်ဖေးငယ်အား ဒေါ်တုတ်ဒီသူ့ရဲ့အသက်ထက်ပိုပြီးတော့ချက်ပါလေလေဒီချောင်းနေစပားဆက်တွေပိုင်တာကြောင့်လွန်စွာချမ်းသာပါလေသူတို့လင်မယားတသက်တွင်သာမက သူ့ဤသားတသက်မှာပင်စားရိတ်မကုံအောင်ပစ္စည်းများရှိပါလေသားကလေးအားချိန်လုံးတာကြောင့်မျက်စိအောက်ကအပြောက်မခံကြောင်မထားပဲနေအိမ်မှာပင်ဆရာကိုခေါ်ပြီးတော့စတင်စေပါလေကြောင်ထားလျင်ကြောင်မသူ့ထက်ကြီးတဲ့ကြောင်သားများကလုံမှကြောက်လို့ဖြစ်ပါလေ ။ဆရာဆရာမများက သူ့သားကိုရိုက်မှကြောက်လို့တဲ့။ကြောင်းလုံးဝမထားပါ။ဘာတွေလုပ်နေနေငွေတုံးပိုက်ပြီးတော့သူ့ဤသားအတွက်ရော်ဖို့အစင်သင့်ပါ။ငါသား။ဘသူ့ကိုမှကို့အပေါ်ကတုံးပေါ်ထိတ်ကွမလုပ်စေနဲ့။အလုပ်လည်းမခံနဲ့။ကိုကသာဥအောင်ထိုးဥအောင်တက်ဥအောင်ရိုက်။ငါသားနောက်မှာအမေရှိတယ်။တုံးလို့မကုန်းနဲ့ငွေတွေရှိတယ်။ငါသားအတွက်ဆိုအမေအသက်ပါပေးဖို့ဝင်မလဲဘူး။ငါသားမခံရစေနဲ့ ဦးအောင်သာစောလူမန်းသီရဆအရွယ်မှစပြီးတော့ထို့သို့တင် जा ပို့ချပေးခဲ့ပါလေထို့အပြင်မြင်းကိုချိုးတက်ပေးလိုက်တဲ့သူဆလေးမျိုးဆလေးမျိုးမှတိုင်းဆရာကြီးထံညနေရောက်တိုင်းမှာတားဟုတ်ဘန်တို့ဘန်ရှင်တင်နှမ်းများပို့ချတင်ယူစေခဲ့ရာမတော်တခေါက်တိုင်းပညာတက်ထားတဲ့မောင်ဖေးငယ်ကတော့ဘသူကမှလူမထင်တော့ပါထိတ်ခနဲ့စကားမများလိုက်နဲ့မောင်ဖေးငယ်ဤလက်ချက်ကြောင့်တဖတ်သူဆေးုံတက်ရပါပြီခလေးချင်းညံပြည့်၍ခံရတဲ့မိဘများက လာရောက်တိုင်တန်းသောအခါမှာဒေါ်ထုတ်သည်ချစ်ချင်းငငယ်မပြောပါငွေရော်ပေးပြီးတော့တာကိစ္စကိုဖြည့်ရှင်းပေးလိုက်ပါသည်ငါးတော့မှအမေနဲ့ငွေရှိတယ်ဆိုတဲ့အတိအမှားကိုလက်ဦးစရာမိခင်ကတင်ကြားပေးခဲ့တာကြောင့်မောင်ဖေငယ်၏အတိတရားမှာငါဘာလို့လို့ဖြစ်တယ်ဟုသည်အတိအမှားရရှိနေပါသည်လမ်းမကိုလမ်းမှန်ဟုဖြင်းဖြင်းယူဆ၏နေပါတော့သည်မောင်ဖေငယ်၏ဇယိုက်ကြမ်းတမ်းမှု မောင်ဖေငယ်၏လက်ရည်မှု မိခင်၏ရိုင်းဆိုင်မှု မိခင်ငွေကုံရွှေကုံမောက်မာမှုမိခင်ဤသားသမီးပေါ်တွန်တင်ဆုံးမမှုများကိုမကြိုက်တာကြောင့်မောင်ဖေးငယ်တဲ့အပေါင်းအသင်းမရှိတော့ပါကစားပေါ်ကစားပက်ကလေးအပေါင်းအသင်းမရှိတော့ပါထို့ကြောင့်မောင်ဖေးငယ်သည်မမီးတို့အိမ်မှာရှိတဲ့စည်ရင်ကားအလौသမားများဖြစ်တာပေါင်းတင်ဆက်ဆံရပါတော့တယ်နှွားကြောင်သားများဖြစ်တဲ့အိမ်မှာအလौသမားများနဲ့နှွားကြောင် လိုက်သွားပါတယ်နှွားကြောင်သွားရမှာလေနှွားစကြက်ရှိတဲ့ ဆလင်းချောင်းယူဟိုဘကန်ကိုသွားရောက်ကြောင်းရပါတယ်။ဟိုဘက်မှာထန်းတော်ကြီးရှိပါတယ်။ထန်းတော်မှာတော့ထရေဆိုင်ရှိရာဆယ်နှစ်သားမောင်ဖီငယ်သည်နွားချောင်းသားစည်ငါအလုသမားနှင့်ခွက်လေကြတောက်တက်နေပြီဖြစ်ပါတယ်။ညနေနွားရံသွင်းချိန်မှာမူးရေပြန်လာတဲ့သားမောင်ဖီငယ်ကိုကြည့်ပြီးဖခင်မှာစိတ်ဆိုးခဲ့သလောက်မိခင်တော်ထုတ်ကတော့ငါသားလူရည်လဲနေပြီယောက်ျားပီသားလာသည်စသဖြင့်ဝမ်းသာပီတိဖြစ်လို့နေပါတယ်။တော်တုတ်သည်သားဖြစ်သူမောင်ဖီငယ်အား ပုံသွင်းမကောင်းခဲ့ပါပဲ့ကင်မကောင်းခဲ့ပါ မောင်ဖိန်ရဲ့ပေါ်ချစ်ရမရောက်နှစ်ရရောက်လို့နေပါတည်းဦးလာသည်ဒေါ်တော့ကိုချစ်တကယ်သူတားကိုလည်းချစ်ပါတည်းဦးချစ်မှာအမိကိုချစ်သည်ဆိုသောသကပုံကိုပြောင်းပြန်လှမ်းပြီးတော့မအုပ်ချစ်ပြီးဦးကိုချစ်သောဦးတုတ်သည် သူ့ဇနီးလုံးသည်များပြောသည်များဟာအမှန်ဟုတွက်ပြီးတော့ဒေါ်တော့၏တားပေါ်ချစ်နေမှုမှာအမားပါဟုတစ်ချက်ကလေးမှမပြောခဲ့ပါမဆိုခဲ့ပါမတိကြိုးကြုံ ရင်ုံနှုတ်ပိတ်နေလိပါတယ်။မောင်ဖေးငယ်ကတော့ကြွားမမနေပဲနဲ့တော်ထဲမှာနွားချောင်းလိုက်သွားတီကများပါတယ်။ခန်းရီတောက်ရသည့်အရာသာကျွဲကြီးစီးပြီးတော့ဆက်လင်းချောင်းကိုဖျက်ရသည့်အရာသာကိုဆွဲလန်းလို့နေပါတယ်။ယနေ့ကြွားမအလှရှိတာကြောင့်ကျွဲချောင်းနွားချောင်းမလိုက်ဘဲနဲ့အလှမန်းတဲ့ထဲမှာမြောက်ရှုံးအောင်ဆော့နေပါတယ်။ကိုတင်ဆိုသည့်အလှနည်းပတ်သက်တဲ့သချင်းများကိုဆိုလဲဆိုတီလက်တီလုံနေချိန်မှာအတန်ချက်ဆက် စကားပြောကွက်နာသူမောင်ဖေငယ်လာပြီးတော့ဟေးဟေးဟေးဝါဟာဟာဟုလာအောင်နေရကိုတင်ဆိုးမှာတော့ဆိုရပြောရတီးရအချိန်ပြတ်နေတာကြောင့်မောင်ဖေငယ်ကိုတော့ပွားနေပါလေပိုရည်ဆိုတဲ့မောင်ဖေငယ်ကြီးလောက်ခတ်မှာရွှေချထားတော့မင်္ဂလာဆန်ဆိုင်ကြီးအလှဆင်ထားတဲ့ကြောင်များကိုတော့မိမိလက်သုံးထမြောင်ဖြင့်ထိုးပြီးတော့ကလော်ထုတ်နေခြင်းဖြစ်ပါလေကြောက်သုံးလုံးထွက်သွားပြီးတော့ရွှေများလဲကွာကြလာပါလေကိုတင်ဆိုးသည် ပြောမရဆိုမရတီးမရဖြစ်အောင်လုပ်နေတဲ့မောင်ဖိငယ်ဤဇဘိုးကိုရိုက်ချလိုက်ရာမောင်ဖိငယ်ဤနှစ်ဖူးတီစိုင်းခွေဖြစ်စောင့်မိပြီးတော့နှစ်ဖူးမှအဖူကြီးထွက်လာပါတယ်မောင်ဖိငယ်ကတော့တောက်တစ်ချက်ပြင်းပြင်းခောက်ပြီးတော့ကိုတင်စိုးကိုမျက်ထောင်ညီကြီးဖြစ်စိမ့်စိမ့်ကြည့်ကဒေါသကိုတရင်ရင်ဖြစ်အန်တင်းကမျိုးချသွားပါတယ်ထို့သောကိုတင်စိုးကမောင်ဖိငယ်ဤနေရင်ကိုခပ်ပြင်းပြင်းကလေးရိုက်ချလိုက်တဲ့နောက်မောင်ဖိငယ်သည် အလှမန်းတပ်တို့လုံးဝမလာတော့ပါကြံကလေးများလည်းကြောက်လန့်ပြီးတော့မောင်ဖင်ငယ်နီးတူ မန်းတပ်ထဲကိုမလာကြတော့တာကြောင့်စိုင်းကိုချောချောမမောစိတ်ဖျောက်ဖျောက်သာတီးခဲ့ရပါတယ်ထမင်းစားနားချိန်တအောင်နားပြီးတော့ညနေထိစိုင်းကိုတီးကြရပြန်ပါတယ်ည6နာရီမှာစိုင်းကိုဖြုတ်ပြီးတော့စိုင်းများကိုဇက်ကုံရှိရာသို့ရွှေ့ချရပါတယ်ည9နာရီမှာ ကိုတင်ဆိုးခေါင်းဆောင်သောစိုင်းဖွဲမှာဇက်မထွက်မီတန်ရိုးတီးကြရပါတယ်ဝက်ကင်းကြီးထဲမှာအလှလုံးသည့် ရဟမြန်ရွာနှင့်ခုနမိုင်ပတ်လည်ဝေးသောရွာများမှပွဲကြည့်ပိဿများဖြင့်ပြည့်ကျက်လိုနေပါသည်။ကိုတင်စိုးတို့ဆိုင်နီးမှလည်းလူများပြည့်ကျက်နေရာဆိုင်းမင်ကောင်းကောင်းတီးလို့မရဖြစ်လို့နေပါသည်။တန်ယိုးတီးသည့်အချိန်မှာဆိုင်ဝမ်းကြီးထဲမှာလက်ထောက်ဆိုင်စရာကတီးရပြီးတော့ဆိုင်းစရာကြီးဖြစ်တဲ့ကိုတင်စိုးကကျေးနောက်ဝိုင်းမှာဝင်ရောက်တိုက်ခတ်ရပါသည်။တန်ယိုးတီးချိန်တွင်ဆိုင်ဝမ်းထဲမှာရှိတဲ့ဘုံများကိုတန်စင်အဖြစ်သဘောလိုက်ပြရပြီးတော့ကျေးနောက်တို့မဟုတ် မောင်ဝိုင်းတို့မှဥဆောင်ပြီးတော့ပြေးပြရသောကြောင့်ဖြစ်ပါသည်ထို့သောကိုတင်စုကကျေးဝိုင်းထဲမှဝင်ပြီးတော့အလုံးမှအာယုံရောက်နေခိုက်မောင်ဖေငယ်တယောက်ကတော့ကိုတင်စိုးမသိအောင် ကိုတင်စိုး၏နောက်ကျောဘက်လူအများကြားမှရောက်လာပြီးတော့ခါးကြားမှဓမြံကိုထုတ်ခါမင်းလာကွမင်းလာကွလူသက်သမားတင်စိုးမင်းမှတ်ထားငါနာမည်မောင်ဖေငယ်ကွဒီရွာမှာရှိနေတဲ့ဂုံတဲ့င်းကိုဘယ်တော့မှအညှို့နှံ့မခံဘူးကွ ဂုံတိတ်ခါကိုအထီးကైမခံဘူးကွာတေပြီတော့တင်းဆိုးမောင်ဖီငယ်ကဆိုင်းစရာကိုဓာတ်နဲ့ထိုးပြပြီဟေ့ထို့သောအော်ဒါများကတော့စူညံသွားပြီးတော့ပွဲကင်းထဲမှာရုပ်တဲတဲဖြစ်သွားပါလေတေလောက်တိတိုင်းရမရဂျိုင်းညာမအေးပြားဆုပ်ပြဲသွားပါလေရွာမဆေးမှုရောက်လာပြီးတော့ကိုတင်ဆိုးကိုဆေးထည့်ပြီးတော့ပတီးစီးပြပါလေမောင်ဖီငယ်မိခင်ဒေါ်တော့ရောက်လာပြီးတော့ကိုတင်ဆိုးကိုတောင်းပန်ပါလေ တောင်းပန်ပြီးတော့ငွေ9000ထုတ်ပေးလေဟာကိုတင်ဆိုသည်ဘလို့မှမဖြစ်တကယ်သူပြုံးပြုံးရှင်းရှင်းဖြင့်ငွေ9000ကိုလက်ခံလိုက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကြေးချောင်းလက်မှတ်ထိုးပေးလိုက်ပါလေမျက်နှာမှာပြုံးနေပါတော့လေကိုတင်ဆိုဤစိတ်ထဲကတော့ပြန်လေတဲ့ငှက်ခါနားကမှသိရမှာပေါ့ကွာငါထောင်ကလွတ်လာတဲ့တနေ့သေဖို့တာပြင်ထားတော့ဖိငယ်ကြီးဖို့တို့အညှော်အထေးထားလိုက်ပါလေကျွန်တော်တို့လေကားเสียရရှိတာက တီးစရာရှိတာဟာတီးပြီးတော့နှောင်းနေညက်နေမှာစကုမျိုးတို့ပြန်ခဲ့ကြပါလေစကုမျိုးတို့မရောက်မီဝင်းဖြူမျိုးတို့ရောက်တော့ဆိုင်းစရာကိုတင်ဆိုအားဝင်းဖြူမျိုးနဲ့တရားသူကြီးဥက္ကဋ္ဌဒေါ်သူစားလက်တို့အပ်လိုက်ပါလေကိုင်းမောင်တင်ဆိုမင်းတို့ညီကိုနှစ်ယောက်တရက်ထောင်ကို၅နှစ်လောက်တွားပြီးနေလိုက်ကြအောင်ထောင်ထဲမှာတရားရစရာတွေကြည့်ပြီးတော့မကောင်းတဲ့စိတ်တတင်ကစိတ်မိုက်တီကိုထောင်ထဲမှာပဲထားခဲ့မနှက်ဖြန်တရားရုံမှာ ကျမအပြီးအမိန်ချလိုက်တော့မင်းထို့သူပြောပါသေးရေကိုတင်ဆိုးကလည်းသေစားသေးသေးချင်းနဲ့နှိုင်းချလင်းတော့တော်သေးသည်ဟုသဘောပိုက်လျက်အေးအေးချမ်းချမ်းဖြင့်လက်ခံလိုက်ပါသည်ဤသို့ဖြင့်ကိုတင်ဆိုးထောင်ကားနှင့်ကြာသွားလေပါတော့သည်ဖေးချွေကောင်းချွေနှင့်ငါးနှစ်ဆိုတဲ့အချိန်ကာလကဘာမှမကြာလိုက်ပါတနေ့တမနက်မှာကိုတင်ဆိုးတို့ညီကိုတရက်ထောင်မှပြန်လာကြပြီတော့ကျွန်တော်မောင်နှမစာပြီတို့ဝင်လာပါသည် ဟာအတော်ပဲကိုတင်ဆိုရီကျွန်တော်လည်းဒီနေ့ခေါင်းဆောင်ဆိုင်သမားခေါ်မရဘူးဗျခမရတခါတည်းစာချုပ်သွားဗျထို့သောကိုတင်ဆိုတို့ညီကိုကိုเจ้าမဆိုင်ပြောလိုက်ပါလေမဖြစ်သေးဘူးအာစပိကြီးဘာကြောင့်တော့ဗျကျွန်တော်ဂုံတိတ်ခါကိုပြန်ဆယ်ရမယ်လုပ်ငန်းရှိသေးတယ်ဗျရဟတ်မြန်ရွာက မောင်ဖေငယ်ကိစ္စလीဗျာဟာကိုတင်ဆိုရေ၅နှစ်ကြီးတောင်ကြာခဲ့ပြီပဲဗျပြီးခဲ့တာတွေလဲပြီးပါစေတော့ဗျာ ကျွန်တော်ကနားချရပါလိမ့်ကျွန်တော်တို့လူမိုက်လောကမှာပြီးခဲ့တာတွေပြီးခဲ့လို့မရတာတွေအများကြီးရှိတယ်ဇက်စရာမလောက်လေးမလောက်စားကောင်ကမိဘအချိန်ငွေအချိန်နဲ့ကျွန်တော်ကိုစော့ကားလွတ်တာဗျငွေပွေးကိုတီကောင်ကိုက်လွတ်လိုက်တဲ့တင်းကကျွန်တော်တို့လောကမှာရှက်စရာအကောင်းဆုံးကိစ္စပဲလူမိုက်ဂုံတိတ်ခါကိုထိခိုက်သွားခဲ့တာဗျသူ့ကိုတတ်ပြီးတော့ကျွန်တော်ဂုံတင်းကိုပြန်တင်ရမယ်ကျွန်တော်လာနှုတ်ဆက်တာ စလင်းကိုဒီကပဲဆက်သွားမှာမလို့သွားခွင့်ပြုပါဦးကိုရင်စိုးတို့ညီကိုနှစ်ယောက်ကကျွန်တော်တို့မိသားစုကိုဝင်ပြီးတော့နှုတ်ဆက်ပါတယ်ကိုရင်စိုးတို့ဖမင်းစားပြီးတော့မသွားတော့ဘူးလားစားခြင်းမရဘူးဇက်ဆရာကတော့ကြီးဒီအချိန်သွားမှာ စလင်းကိုညနေ6နာရီရောက်မယ်အဲ့ဒီကနေဒဟမြိုင်ကိုသွားရအောင်မှာဆိုတော့ည6နာရီလောက်မှာဒဟမြိုင်ကိုရောက်မယ်အဲ့ဒီအချိန်ဆိုရင်ဒီအောင်လေးကစလင်းကြောင်းတပတ်ကန်က ထင်းဆိုင်မှာရှိမေဒီကောင်မိုးနေတဲ့အချိန်ဆိုတော့အလောလောရတာလွယ်တာပေါ့ဇက်ဆရာကတော့ကြီးကျွန်တော်သွားလိုက်အောင်မေခွင့်ပြုပါဦးဩဒါနဲ့ဇက်ဆရာဗျာလိုအပ်ရင်တော့စလင်းအချုပ်ခန်းထဲလာပြီးတော့အာမခံထဲထုတ်လဲပေါ့နှစ်ယောက်သားကတော့ကျွန်တော်အိမ်မှာရေကမောကထွက်သွားကြပါတဲ့သူတို့များအဖို့တော်လေလူတယောက်အသက်တက်ဖို့လွယ်လိုက်ကြတာတို့များဖြင့်ပရွယ်စိတ်တကောင်ချင်းတကောင်တက်ဖို့တော်မှာ စင်စားဝင့်ပါလားဟုသူတော်နှစ်ယောက်၏ကြောပြင်ကိုကြည့်ပြီးတော့ရင်မောမိပါတယ်လူတက်ဖို့သွားတဲ့ဆိုင်းစရာကိုတင်ဆိုးတို့ကိစ္စကိုကျွန်တော်မေးရော်နေပါတယ်ကျွန်တော်မှလည်းဒီနှစ်ကဖို့ရန်ကုန်မြို့သို့သွားရပါတယ်ရန်ကုန်မှာမော်ဘီမြို့အစသမင်ဥက္ကဋ္ဌကြီးတမီးများကိုတော့အငိမ့်ကားဖို့အငိမ့်မင်းသမီးအဖြစ်ငှားရမ်းရလျာအလုရှုပ်လို့နေပါတယ်မင်းသမီးများကိုကြိုသုံးငွေများပေးခဲ့ပြီးတော့ နောက်မှလိုက်ခဲ့ကြရဲမှားချပြီးနောက်မကွေးတို့ပြန်ခဲ့ပါလေမကွေးတို့ရောက်ပြီးတော့ရေမိုးချိုးကခိတနားနေခိုက်အဲ့ရလေကြီးထမ်းပြီးတော့ဝင်လာတယ်ဆိုင်းစရာကိုတင်ဆိုးကိုတွေ့မြင်ရလေရကျွန်တော်မှပြောမပြနိုင်အောင်ဝမ်းသာမိပါလေဟာကိုတင်ဆိုးခမရောက်စလင်းချုပ်ခန်းထဲမှာအာမတ်ခန်းနဲ့ထုတ်ရမယ်ဆိုဗျအလုံးမဖြစ်ခဲ့ဘူးလားကျွန်တော်ကအာရဝမ်းသာမေးမိပါလေနေပါအောင်ဇက်စရာရေပြောမှာပေါ့ဗျာ အဲ့ရလက်ကလေးချပြီးတော့အမောပြေရေလေးတစ်ခွက်လောက်တော့တောက်ပြရစေအောင်ဗျထို့တို့ပြောပြီးတော့အဲ့ရလက်ချရေတောက်ပြီးကမှဇက်စီအားကြီးဖေငယ်ကသူ့ဇက်သူရှင်းသွားတယ်ဗျဟင်ဘာလို့လဲခမရမတက်လိုက်ရဘူးပေါ့ကျွန်တော်ကသိကျင်စောအားကြီးစွာဖြင့်မေးမိပါလေမိဘကိုစော်ကားလိုက်တာရေမျိုးသွားပါရောလားထို့တို့ကိုတင်ဆိုးကပြောပါသေးဟာ ပပောက်ချာချာကိုတင်ဆိုရင်မိဘကိုစော်ကားရင်မြေမျိုးတွေပဲကြားဖို့ပါလေဗျခမ ्या အခုတော့စကားဆန်းရေမျိုးရတယ်လို့ဗျာဖြစ်ပုံကဒီလိုဇက်စရာကြီးအင်းပြောဗျာနားထောင်ရအောင်မောင်ဖေငယ်ကကျွန်တော်ထောင်ကြနေတဲ့ငါးနှစ်တွင်မှာအထရတပညာတွေအကုန်တက်နေတာဗျဘလို့ပညာတွေများလဲကိုတင်ဆိုရဲ့ကျွန်တော်ကရေလာမြောင်းပေးစကားကိုဆိုလိုက်ပါတယ်အရက်တော့ဖဲရိုက် မိမပွေကိစ္စတွေကတပကန်းခတ်တက်တော့အမေပေးတဲ့မုတ်ဖိုးနဲ့မလောက်တော့ဘူးအဲ့ဒီတော့သူ့เจ้าနေတဲ့နွားတွေကျွဲတွေကိုတကောင်မိတကောင်ရောင်းတော့တာပဲဒါ ਉਹ အဖေရတိတော့သူ့ကိုရိုက်တယ်တဲ့လေငငယ်လေးကလေးကအလိုလိုက်ခံထားတဲ့ကောင်ကအသက်18နှစ်အရွယ်ကြမှာအရိုက်ခံရတဲ့အခါကျတော့ရှက်ပြီးတော့အဖေကိုဓာတ်နဲ့လိုက်ကုန်တာတေရွာလုံးကိုစူညံသွားတာပဲတဲ့ကျွာပြင်ဖုန်ကြီးเจ้าရောက်အဖေကိုမိလို့ဓာတ်နဲ့ခုတ်လိုက်တာကံကောင်းလို့မသိတာတဲ့ အချိန်မီစလင်းစေးုံပို့နိုင်လို့တဲ့လို့မဟုတ်ရင်သေးတယ်တဲ့အဲ့ဒါကို အမေကမလောက်ကောင်းမှုပြောတာ သူ့ကိုပြောရမလားဆိုပြီးတော့အမေပါနှစ်ဖက်ကိုတပြန်းပြန်းနဲ့ဘဲပြန်းညာပြန်းရိုက်လိုက်တာ အမေခမညာတတိမေလဲသွားမှရက်သွားတာတဲ့တေဘာလုံးကလည်းသူ့ကိုကြောက်ကြတော့ဘသူမှဝင်းမဆွဲရဘူးဗျသူအဲ့ဒါလို့အမေကိုရိုက်နေတော့တမိုးလုံးမဲမောင်လာပြီးတော့လျှက်စည်းတွေလက်မိုးကလည်းတဲတဲမဲမဲရွာချလာတော့ဒီကောင်ကမိုးချိုးပြတော့မှာပဲဆိုပြီးတော့ သူနဲ့ဝေးရရှောင်ပြေးကြတဲ့ကျွန်တော်တို့အနေဘက်ကအဲ့ဒါလိုမိုးမောင်ကြီးကြပြီးတော့မိုးရွာတဲ့အခါကျရင် မန်းချောင်းမုံချောင်းဆလင်းချောင်းကရေတန်းကြတာဗျချောင်းရီကရှန်တော့တာအဲ့ဒီကောင်အစာတသက်ငဖင်ငယ်ကဖဲရိုက်သွားမယ်ဆိုပြီးတော့ရောင်းစားဖို့အတွက်သူ့စီးနေကြကျွဲကြီးကို စီးပြီးတော့စကုချောင်းကိုဖြတ်ကူးတော့တာပဲတဲ့မိုးရေရေထဲမှာမေ့လေနေတဲ့သူ့အမေကတော့ပြန်ဆောင်းတောင်လှဲ့မကြည့်ဘူးပဲထွက်သွားတာတဲ့ဗျာ ။သေဝါလုံးကငွေကိုမောက်နေတဲ့သူ့အမေကိုစောင်းမြင်ကြကြပြီမဲ့။မျက်စိချင်းမှာမချီးမဆန့်ခံလိုက်ရတဲ့ဒေါ်တုတ်ကိုပွေ့ချပြီးတော့သတိရအောင်ပြန်လှုပ်ပေးကြတဲ့။ဒေါ်တုတ်သတိရလာတော့သူ့သားအစာတသက်ငဖေငယ်ကို မေးတော့တာပဲတဲ့။ငဖေငယ်ကြွဲစည်းပြီးတော့ချောင်းဟောပကန်းသွားလေရဲ့လို့ပြောတော့ချက်ချင်းထားပြီးတော့သူ့သားနောက်ကို လိုက်တဲ့။သူတို့ကန်းစားကိုရောက်တော့ကျွဲကြီးနဲ့ငဖေငယ်ကချောင်းလယ်မှာရောက်နေပြီတဲ့လေ။ ။တလိษံနေမှာလူတွေမလိုက်နိုင်ကြအသိဉာဏ်နေရှိတယ်ဆိုတာဒီတော့မှယုံတော့တယ်ဇက်စရာကြီး။မောလိုက်တာဗျာ။ဖညာရှိရင်ပေးစမ်းပါဦး။ခြေလက်တစ်ခွက်တိုက်ပါဦး။ကိုတင်ဆိုးကတောင်းလို့ကျွန်တော်လည်းထညာပလင်းနဲ့ခြေတစ်ခွက်ချပေးလိုက်ပါတယ်။ထညာနဲ့ခြေကိုတောက်ပြီးမှသူကစကားဆက်ပါတယ်။ကျွဲကြီးကသူ့ကိုကျွဲသက်သမားစီရောက်မှုခေါ်သွားမှန်းသိရတယ်ဗျ။ခြေလေလက်ရောက်ကကျွဲကခြေရက်တစ်ချက်ငုတ်ပြီးတော့ ငဖေငယ်ကိုကြောပေါ်ကခါချလိုက်တဲ့။အောင်မလီလီမတွေးရဲစရာပါပဲပေါ့ဗျာ။ဟုတ်လိုက်လေဇက်စရာကြီး။ကျွဲကြီးကရေပေါ်ပေါ်လာတော့ဖေငယ်ကပါမလာတော့ဘူးတဲ့။ကျွဲကြီးကကန်းဆက်ပေါ်ရောက်တော့ချောင်းဘက်ကိုလှည့်ကြည့်ပြီးတော့နွဲ့နွဲ့နဲ့သူ့တခင်မကြီးတော်တော့ကိုလှမ်းအောင်နှုတ်ဆက်ပြီးတော့တော်တဲ့ဝင်ပြေးသွားတော့တာပဲ။ငဖေငယ်မေတော်တော့ကလေသူ့တောင်းနာကိုလိုက်ပါမယ်တကယ်ကဲလို့လို့ဆွဲထားလိုက်ရတာတဲ့ဗျာ။သားစုံနဲ့အကြောတွေအတွက် ချွေးသေးတွေပြန်ပြီးတော့သတိမေသွားလို့အင်ကိုပြန်နေခဲ့ရတယ်တဲ့ကျွန်တော်တို့ကလူသာတတ်တာဗျမိဘကိုဘယ်တော့မှပြန်ပြောဘူးဒါကြောင့်လေဘာမှကြီးကြီးကျယ်ကျယ်ဒုက္ခမရောက်ခဲ့ဘူးအခုတော့ဒေဝထလိုအမိမျိုးနဲ့အစားတသက်လိုတားမျိုးကြောင့်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုမြင်ခဲ့တွေ့ခဲ့ကြခဲ့ရတော့တံဝေကရမိတယ်ဇက်စရာရေထို့သောချွချွပြပြပြောပြခဲ့ပါလေဒါပေါ့ကိုတင်ဆိုရေဘယ်မိဘမဆို ကိုသားသမီးကိုချစ်ကြတာဒါပေမဲ့ချစ်တတ်ဖို့တော့လိုကြတယ်ချစ်ရမရောနှစ်ရရောက်သွားနိုင်တယ်ဒါကြောင့်မိဘတွေအချင်းမမားကြဖို့ရှေ့ပညာရှိတွေကဒီလိုဆောင်မုတ်ကလေးထားခဲ့တာခမညာမှတ်မိသေးလားဘလို့များလဲဇက်စရာရဲ့ဒီလိုလေးဗျာမိဘဝတရား၅ပါးမကောင်းမြတ်တာကောင်းရညွန့်လက်အတက်တင်စေပေးဝေနှီးရင်ထိမ်းများခြင်းလည်းဝင်ငားရင်ဖခင်မဲတို့တာပညာသင်တဲ့ရွယ်မှာပညာသင်ကြားနိုင်အောင် အရွယ်ရောက်လာရင်ရင်းနှီးလောက်ကန်စားတော့နိုင်မှုငွေနဲ့လုပ်ငန်းတီထောင်ထုတ်ပေးနိုင်ရမယ်။အိမ်အောင်ရသားချပေးရမယ့်အရွယ်မှာအိမ်အောင်ချပေးကြမယ်။ဖော်ွားလက်နှလုံးပခုံးလက်နဲ့တဲ့အရွယ်ကလေးကမကောင်းတာကိုမကောင်းမှုသိအောင်ကောင်းတာကိုကောင်းတယ်လို့သိအောင်သင်ကြားပေးရမယ်။ဒါမှဒေဝတက်လို့မိပါမျိုးနဲ့အစားတက်တယ်လို့သားသမီးမျိုးမဖြစ်ကြမှာပေါ့ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူမကွေးညိုစိန်ရေးသားတာဒီလူမကြီးဆိုင်ဆရာတင်ဆိုးကို ဓာတ်နဲ့ထိုးခဲ့တဲ့ရဟမြန်ရွာက12နှစ်သားခလေးလူမိုက်မောင်ဖေငယ်လူအမိအားဖြင့်ဇလန်းလေးရဲ့အစားဆုံးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့တော့ပါပြီ။နောက်ရက်များမှာလည်းကြာရှိနေတဲ့ဇလန်းကောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျာစာပဲဖြစ်ပါတယ်ခင်ဗျာ။